အခုလိုကြောင်းရင်ကြောင်းအနုပညာလောကကအပြေးတိုင်းအနာယူကခင်မုန်းတဲ့နေနိုင်ငံသားကိုထွက်သွားခဲ့တဲ့ဝင်းမုံရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇိုတရချက်ချင်းဆိုသလိုမြန်မာနိုင်ငံကနေခင်မုန်းတဲ့နေအတူနိုင်ငံသားကိုထွက်ခွာသွားခဲ့ရကတော့အကယ်ဒမီဝင်းမုံရွှေကြီးပါ။ပရိသတ်တွေတည်ကြတဲ့အချိန်မှာမင်းသမီးကျော်ဝင်းမုံရွှေကြီးဒါမမုတ်ချစ်စနုနဲ့ခေါ်ကြတဲ့ကီကီကမြန်မာနိုင်ငံရဲ့အနုပညာလောကမှာအောင်မြင်မှုထိပ်ဆုံးကိုရောက်ရှိနေတဲ့ဒိတ်ဒိတ်ကျဲမင်းသမီးတစ်ယောက်ပါ။ သူမရဲ့နှုတ်ပညာစွမ်းရည်ကထူးကျွန်သလိုသူမရဲ့ကံကြမ္မာကလည်းအလုံးကအားကြအတူယူရလောက်တဲ့အထိပါပဲအထူးသဖြင့်တော့သူမရဲ့အိမ်ထောင်ရေးကံကမြန်မာနိုင်ငံကအမျိုးသမီးထူးကြီးတစ်ခုလုံးကအိမ်ထောင်ရေးမှာကံအကောင်းဆုံးမင်းသမီးလို့သတ်မှတ်ထားရလောက်အောင်ကိုပြည့်စုံလွန်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဝင်းမွန်ရွှေကြီးကိုယ်တိုင်ကထိတ်တန်းမင်းသမီးတယောက်ဖြစ်တယ်လို့သူမရဲ့ဘဝလက်တွဲပေါ်ခင်ပွန်းဖြစ်သူကိုနိုင်ဖြိုးကျော်ကလည်း မြန်မာနိုင်ငံရဲ့ထိပ်တီးစီးပွားရေးလောကမှာမသိသူမရှိတဲ့အချမ်းသာဆုံးခရိုနီစီးပွားရေးလုပ်ငန်းရှင်တထေးကြီးတဦးဖြစ်နေလိုပါပဲ။ပိုင်ဆိုင်မှုကျွေးဝါချမ်းသာမှုတွေကပြောစရာမလိုအောင်များပြားလွန်သလိုပရိသတ်တွေအထူးသဖြင့်အမျိုးသမီးပရိသတ်တွေအားကြရသောအချက်ကတော့ဇနီးတဲ့ပုံမှာထားတဲ့သူ့ရဲ့အချက်နဲ့အလိုလိုက်မှုပါပဲ။ ကိုနိုင်ဖြိုးကျော်ကဇနီးဖြစ်သူဝင်းမုံရွှေကိုတန်ဖိုးကြီးစိန်ရွှေရတနာတွင်နောက်ဆုံးပေါ်ဗရန်မျိုးစုံကိုမကြခင်နောက်ဆိုသလိုလက်ဆောင်အဖြစ်နဲ့ဝယ်ယူပေးလိမ့်ရှိပါတယ်။ဒီလိုမျိုးအချစ်ခံရအလိုလိုက်ခံရတာကြောင့်ဝင်းမုံရွှေကိုအမျိုးသမီးပရိသတ်တွေကအားကြမဆုံးဖြစ်နေကြတာပါ။ဒီလိုမျိုးအရာရာပြေဆောင်နေတဲ့အချိန်မှာပဲဝင်းမုံရွှေတရားအမှုပညာအလုပ်တွေကိုရုတ်တရက်ရနာပြီးတော့ခင်မုံးတဲ့နယ်တို့မြန်မာနိုင်ငံကနေထွက်ခွာသွားပြီဆိုတဲ့သတင်းကပရိသတ်တွေကိုအင်အားသိမ်းစေခဲ့ပါတယ်။ တချို့ကတော့ကိကိတယောက်အနုပညာလောကကနေအပြေးပြန်အနားယူသွားပြီလားဆိုပြီးတော့စိုးရိမ်ပူပန်ခဲ့ကြတာပါဒါပေမဲ့အချိန်တော်ကြာတဲ့အခါမှာတော့ပြည်သက်တွေကဝင်းမုံရွှေတို့ဇနီးမောင်နဲ့ဒီလိုမျိုးရုတ်တရက်ကြီးနိုင်ငံသားထွက်သွားရတဲ့အကြောင်းရင်းမှန်ကိုသိရှိလာကြပါတယ်တကယ်တော့ဝင်းမုံရွှေတို့ဇနီးမောင်နဲ့ကခရီးသွားရတာကိုအရင်နှစ်သက်တဲ့ဇုံတွဲတွဲပါသူတို့နှစ်ယောက်ဟာအားလက်ချိန်ရရင်ရတယ်လို့ဂျပန်တရုတ်အပါအဝင်ဥရောပနိုင်ငံတော်တော်များများကိုစိတ်တူကိုယ်တူနဲ့ခရီးထွက်လေးရှိပါတယ် အထူးသဖြင့်တော့တထေးကြီးကုန်နိုင်ဖြိုးကျော်ကဇန်နီဖြစ်သူကိကိအလုပ်တွေပြင်းမှန်းလာပြီးစိတ်ဖိစီးမှုတွေများလာပြီးဆိုရင်ချက်ချင်းပဲအပန်းဖြေခရီးစဉ်တွေစီစဉ်ပေးတတ်တာကသူတို့ရဲ့ချက်စရာကောင်းတဲ့အလေးအထားတစ်ခုပါအခုခရီးစဉ်ကတော့အရင်ခရီးစဉ်တွေနဲ့မတူဘဲနဲ့ပိုပြီးတော့ထူးခြားပါတယ်သူတို့ဇန်နီမောင်နယ်နယောက်ဟာအေးအေးဆေးဆေးအချိန်ယူပြီးတော့ကဘာပတ်ခရီးထွက်ကြတာဖြစ်တယ်လို့သိရပါတယ်တာမန်လူတယောက်အတွက်တော့ကဘာတစ်ပတ်ခရီးသွားဖို့ဆိုတာကအိမ်မက်တစ်ခုပါပဲကုန်ကျစရိတ်အချိန်အခါအရာရာကအခက်အခဲဖြစ်နိုင်ပေမဲ့မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ယ်။ဝင်းမွန်ရွှေရခင်ပုံအတွက်ကတော့ဒီငွေပမာဏကမပြောပါလောက်တဲ့အသေးဖွဲကိစ္စတစ်ခုသာဖြစ်ပါတယ်။ဒီခရီးစဉ်မှာနောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်းရှိနေပါသေးရဲ့။အဲ့ဒါကတော့ဝင်းမွန်ရွှေရအခုဆိုရင်အသက်အရွယ်တစ်ခုကိုလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်ဒီလိုကဘာပတ်ပြီးတော့စိတ်အပန်းဖြေခရီးထွက်ရင်းနဲ့သူတို့ရဲ့အိမ်ထောင်ရေးကိုနောက်တစ်ဆင့်တက်လှမ်းဖို့ဆိုလိုတာကတော့ရင်သွေးရတနာလေးရယူဖို့အတွက်တခါတည်းအစီအစဉ်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာသူတို့ရဲ့အခြေခံရည်လမ်းကိုပုံမှန်ခိုင်မြဲစေမယ့်ဘဝရဲ့အမှတ်တရအဖြစ်ဆုံးခရီးစဉ်တစ်ခုဖြစ်လာမှသိကြပါရယ် ်။ဒါကြောင့်ပြည်သက်ကြီးတို့ရင်ကိကိတယောက်ကတော့အနုပညာလောကကနေအပြေးထွက်သွားတာမဟုတ်ပဲသူ့ကိုအလွန်ချစ်တဲ့ခင်မုန်းတဲ့နဲ့အတူဘဝရဲ့ပျော်ရွှင်မှုတွေကိုအပြေးဝခံစားရင်းနဲ့မိသားစုဘဝလေးတစ်ခုကိုတည်ဆောက်ဖို့အတွက်ခိတ္တအနားယူခရီးထွက်နေခြင်းသာဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်။ပြည်သက်တို့ကရောနိုင်ငံတကာခရီးကိုသွားနေတဲ့ဝင်းမုံရွှေကြီးကိုအားကျနေပြီလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။